ာပေါ့ဟိုးယင်เนี่ยဆိုပြီးပြောတယ်ဟိုးယင်เนี่ยရတယ်ဒီတိုင်းပဲဟိုဘယ်လိုပြောမလဲချက်ရမယ်လောက်ရမယ်အဲ့လိုမျိုးတွေမရှိဘူးအလူပညာလို့ဆိုလဲသူပြသဘောလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲရတယ်အဲချင်းဆိုလဲလုံးချင်လဲလုံးမချက်ချင်လဲရတယ်ဘာမှမဖြစ်ဘူးအဲ့လိုမျိုးအဲ့ဒါပြောဆိုမိုးလီပဲလုံးတက်တယ်ဆိုပေမဲ့လည်းကျွန်တော်ကသူဒီတန်းလေးပဲကျွန်တော်အလှလေးပဲထိုင်ချင်တယ် တတ်မှုထားလာပေါ့တတ်မှုထားတယ်တတ်မှုထားလို့လည်းပဲအခုလိုပြောလေးတွေကျွန်တော်တို့ကဟိုရှေ့ဆက်ကြည့်တာပါเนาะဟုတ်တယ်ပွဲလေးရတော့စပီရိုကြီး မန္တလေးကင်းကတော့ဆိုပြိနဲ့လည်းအလုပ်တွေအများကြီးလုပ်ပူတယ်အဲနောက်တစ်ခုကကျဆိုပြိတို့ personal ပေါ့နော်တော်တော်လေးကိုခင်မင်ရင်းနှီးပါတယ်အဆိုပြိနဲ့ရောကိုငယ်နဲ့ရောပေါ့နော်တရားစလုံးနဲ့လည်းခင်မင်ရင်းနှီးရယ်ဆိုတော့ဒီပွဲလေးမှာဆိုပြိတို့တက်ရောက်ပြီးတော့ပါဝင်အဖြစ်ဖြစ်တာပါဟုတ်ညောင်းကနေတော့ရှမ်းဝတ်စုံဒီနေရာရှမ်းဝတ်စုံပါအဲဟုတ်အဆင်ပြေပါတယ်နော်ဒါကလည်းပြောပါဆုံးပြေရောဒါမြင်နေတဲ့ fashion မဟုတ်ဘူးလို့လည်းလည်းရှိပါတယ်ကြည့်လို့ကောင်းပါတယ်ဟုတ်ကဲ့ပါ သူကတော့ဥစ္စာပေါ့နော်သူကတော့ဒါရှမ်းပေါ့နော်ကျွန်တော်ကတော့မရှမ်းလည်းတော့မသိဘူးအဲဒါဆိုပြီးတော့ဒီဟာပွက်တက်တယ်ဆိုတာလေဒါဆိုပြီးတော့တွေကိုအဲဒါ client တွေဘက်ကနေပြီးတော့ကန်လန်နဲ့တွေ့ကြမှုလို့ဟိုဆိုပြီးတော့ official မချပြသေးခဲ့သေးတဲ့အချိန်မှလည်းဆိုပြီးတော့နှစ်ယောက်တွေ့ပြီးတော့တက်ဖြစ်တယ်အခုလည်းဒါဟိုပွက်တက်ကလေးတွေပေါ့နော်ကန်လန်နဲ့တွေ့ကြမှုလို့ဆိုပြီးတော့တက်ဖြစ်ပါတယ်ဟုတ် စားဖြစ်ပါတယ်ဟိုဆန်ပစ်စီပိုင်းလည်းလောက်တာတော်တယ်ဆိုတော့စားဖြစ်ပါတယ်အဲပြီးတော့တစ်ဖက်ကြီးပြောတာလည်းကောင်းတယ်နော်โอเคครับครับเดี๋ยวเราสเปรย์แฟตจะไปเอาโปรสุดยอดบุ๊กเก็ตပြရှာလို့ကြွမှာတော့ပြောပြလို့ငါချက်ကျွေးဖို့ယူမှာမဟုတ်ဘူးလေနော်ဒါပေမဲ့ဒါဝန်တော့နှက်ပါလေဒါနှက်ပါလေဟိုဒါပေမဲ့သူသူကပြောမော်လီပဲလုံးတက်တယ်ဆိုပေမဲ့လေကျွန်တော်ကသူဒီတန်းလေးပဲကျွန်တော်အလှလေးပဲထိုင်ကြည့်နေတယ် ဒီကလေးပဲနော်ဒီကလေးပဲအစားလေးချစ်ချင်တာအောင်ပြောတာပေါ့ဟိုးရင်နေရဆိုပြီးပြောတယ်ဟိုးရင်နေကရတယ်ဒီတိုင်းပဲဟိုဘယ်လိုပြောမလဲချက်ရမယ်လှုပ်ရမယ်အဲ့လိုမျိုးတွေမရှိဘူးအမှုပညာလှုပ်ဆိုလဲဆိုပြီးတော့ပေါ့လှုပ်ချင်ရင်လည်းလှုပ်မလှုပ်ချင်ရင်လည်းရတယ် အဲဟင်းဆိုလည်းလုံးချင်လည်းလုံးမချက်ချင်လည်းရတယ်ပါအမြူအဲ့လိုမျိုးဟုတ်အဲ့ပါဟိုကဝမ်းစာရတာပေါ့ဟုတ်အဲဆိုဖီးယားဖေးလီပါချက်တာအရင်တောင်းနေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့တခြားသူတွေတို့တော့ကျွန်တော်မသိဘူးဒါကျွန်တော်တို့ကတော့ကျွန်တော်အရင်သဘောကျတယ်အရင်သဘောကျတဲ့လက်ရမျိုးတွေကိုချက်နိုင်တယ်ဒါလေးတွေကကျွန်တော်ရှင်းနေမှာတကယ်ကိုဟိုဘယ်လိုပြောအောင်လဲ ဟိုမင်းမင်းလူလူနဲ့ဒါသဘောကျတဲ့အခါအားကြိုင်နေမှာလည်းဒါပါတာပေါ့နော်ပါတာပေါ့နော်အော်ပျော်ရတာပေါ့ပျော်လဲပျော်ရတယ်ဟိုကြည်လဲကြည်လက်တယ်ပီတီလဲဖြစ်တာပေါ့ဟုတ်ပါတယ်တမုထလာပေါ့တမုထလာတယ်တမုထလို့လည်းပဲအခုလိုပြောလေးတွေကျွန်တော်တို့ကဟို၈၀ဖြစ်တာပေါ့နော်ဟုတ်တယ်ကလေးညာဘီယိုကောပြောရင်ပြောလိုက်မယ်နော်ပြင်းပြင်းစစ်စစ်လေး ကျမအိတ်ချင်ကြတကယ်လဲရောက်ပြီရောက်ပြီပြိုကိုကြီးကဖွင့်နေဟဲ့ဆုံးပြနေမအိတ်သေးဘူးလားဘယ်ကိုရလဲမအိတ်ဘူးလားနေ့လဆုံးဘိုင်ဘာနဲ့ဖုန်းကြီးဖွင့်ပြီးအိတ်တာတော့အော်ပေါ်သားရင်တော့ကဲဟောအလားကလေးကျွန်တော်တို့ကတော့ဟိုညဘက်နေဆိုလို့ရှိရင်တော့လေဟိုဖုန်းပြောပြတာမျိုးလေးတွေ fiber ပြောပြတာမျိုးလေးတွေရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါလို့လည်းဒီတိုင်းပဲအကျော်သွားဘူးဒီအကျဲမင်းလားဒီအကျဲမင်းလားအကျော်သွားတယ် အဲအဲ့လိုပဲပေါ့အဲ့လိုပဲဖုန်းကန်ဖုန်းကန်ထိုင်းနဲ့ပြေပြေပြောသွားတာပေါ့ဟုတ်ကဲ့အဲအဲ့လိုလည်းလည်းမဟုတ်ဘူးဒီတိုင်းပဲအဲ့လိုစကားပြောကြတယ်စကားပြောကြတယ်ဗီဒီယိုကောပဲဖြစ်ဖြစ်ဖုန်းကိုဘယ်လိုပြောမလဲဟိုဒီခိုင်ကျရင်လည်းဗီဒီယိုကောမဟုတ်ဘူးရိုးရိုးပေါ့အတန်ကောပဲပေါ့နော်အဲပြီးတော့အဲ့လိုမျိုးပေါ့အဲဖုန်းလေးကင်ပြီးတော့ပဲအိတ်ဖြစ်တဲ့သဘောမျိုးပါဟုတ်ဖုန်းရင်ချအဲ့လိုမချဖြစ်မချဘူးဒီတိုင်းပဲဖုန်းကတောက်လျှောက်အဲ့လိုပဲဟိုရဖြစ်တာပေါ့ကန်ကန်ထားဖြစ်တယ်ပေါ့နော်ဖိုင်ဘာပေါ့

ဒီတိုင်းပါပဲဒီတိုင်းပါပဲအမအော်ပြောင်းလာပြောင်းလာပေါ်စာဘယ်လိုပြောရလဲကျွန်တော်ကတော့ဒီတိုင်း public မှာတော့ဒီတိုင်းပဲပြောတယ်ဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲပြောတယ်ဟုတ် public မဟုတ်ဘူးကိုယ်ကနှစ်ဦးတည်း nickname တွေတော့ရှိရရှိတဲ့အချိန်မှာတော့ဒါ nickname လေးတွေတော့ရှိတာပေါ့နော်နှစ်ယောက်တည်းဖုန်းပြောပြတဲ့အချိန်မျိုးတွေမှာ nickname လေးတွေတော့ရှိတာပေါ့ဟုတ်ကဲ့ပေါ့ public ဟာအဲ့ဒါတော့အဲ့ဒါတော့မပြောတော့ပါဘူးဗျာမပြောတော့ပါဘူးနော်ကိုလေးရဲ့ birthday cake မှာလည်းနာမည်လေးပါတယ်လေနော်မပြောပြဘူးကိုလေးတရားကိုခေါ်လိုက်တော့မပြောနေပဲချက်ဆောင်လေးဆိုတော့အဲ့ဒါတော့ဟိုနောက်တော့မှပဲ AC ပြောပြတော့မလို့နော်ဟုတ်ပြီနော် ဟုတ်ကဲ့ပါဒီဆိုင်ပိုင်ရှင်ပေါ့နော်မမိန်တို့ပြီးအဝေတို့ကတော့ညာစပီရိုတဲ့စပီရိုသားချင်းလို့ပြောလဲဖြစ်နေရယ်ပြီးတော့အရန်လဲဟိုဘယ်လိုပြောမလဲကိုရီကိုလည်းခင်တယ်ကိုရီလည်းခင်တယ်ပေါ့နော်ဆိုတော့ဘာပြောပြောအာဒီဆိုင်ကြီး ဟိုဒီဒီဘက်ကမပြောင်းခင်နေရဆိုပြီးနေရတိရဆိုပြီးနေခင်လားအလုပ်တွေတွေ့လို့ဖြစ်တာဆိုတဲ့အခါကျတော့ဘာပြောအခုလိုမျိုးအရန်အောင်မြင်လာတယ်အပေါ်မှာတကောဝမ်းသာတာဝမ်းသာတယ်ဒီချက်မကလည်းပို့ပြီးတော့အောင်မြင်စေခြင်းနဲ့ဆိုတော့ဒီချက်မကလည်းစိုက်ခွဲတွေအများကြီးဖွင့်ပြီးတော့ပေါ့နော်အောင်မြင်ပါစေလို့လည်းဆိုပြီးကစတောင်းပေးပါတယ်အဲဒီမှာတော့အားလုံးလည်းဒါဟိုမင်းနဲ့တွေ့တဲ့အတိုင်းပဲလေတကယ်မှ quality ကောင်းတဲ့ ဟိုတကယ်အခြေသွေးဒေကိုကျွန်တော်တို့မြင်ရတယ်တွေ့ရတယ်ပေါ်ယူအားပေးလို့ရတယ်ပြီးတော့တင်ငန်းတင်ငန်းနေလေဒါပေါ်ယူအားပေးလို့ရတယ်ပြီးတော့ဖျားစိတုတော်တွေလည်းအများစွာဟိုဝယ်ယူပြီးတော့မအားပေးလို့ရတယ်ပူဇော်လို့ရတယ်ပေါ့နော်အဲ့တော့ဟို မန္တလေးကင်းရဲ့ quality ကိုသိကြတဲ့ပြိတ္တတွေကတော့ဒါတော့အထွေထူးဒါပြောပြလို့မလိုတော့ဘူးပေါ့နော်။ဒါမဲ့လည်းပြောချင်တာကတော့မန္တလေးကင်းမှာရှိတဲ့ဝီရကြီးတဲ့တွေတကယ်လို့မှ quality ကောင်းမွန်တဲ့ quality မှန်ကန်တဲ့ဟုတ်တယ်။ဒီအရာတွေလို့ကျွန်တော်နေနဲ့ပြောချင်ပါခင်ဗျာ။ဟုတ်ပြီတော့မန္တလေးကင်းကဒီအကိုရီအမရီသလိုရှိနေတာကျွန်တော်နေရတာတငယ်ချင်းတို့တို့တကယ်ကိုမှရင်းနေနေဖြစ်တယ်မောင်နှမတွေလည်းရင်းနေနေဖြစ်တဲ့ပုံမှာလေတကယ်ကိုမှအခုလိုမျိုးအောင်မြင်မြင်နဲ့ ဒီဆိုင်ကိုဖွင့်လှစ်နေတာကိုလည်းအရန်ဝန်တာပါတယ်အဲ့တော့မန္တလေးကင်းအမြဲတမ်းအောင်မြင်ပါစေပြီးတော့နောက်ထပ်နောက်ထပ်လည်းဆိုင်ခွဲတဲ့အများကြီးဖွင့်လှစ်နိုင်ပါစေလို့လည်းဆုတောင်းပေးချင်ပါတယ်ပြီးတော့ပြည်သူများအားလုံးကုလသမဂ္ဂအားလုံးမန္တလေးကင်းမိသားစုများအားလုံးလည်းကိုယ်စိတ်နှပါအမြဲတမ်းကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်နေနဲ့ဆုတောင်းပေးချင်ပါတယ်